မင်္ဂလာပါရှင်မက်ရှလာ26ရက်ဗုဒ္ဓဟူးနေ့ရွှေရံကုန်ရဲ့ရန်ကုန်တခွင်သတင်းစုံလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မဲ့သတင်းကတော့ပစွန်တောင်မြို့နယ်တွင်စအောင်တန်ဃာတို့အောင်အောင်လက်မဲ့စက္ကပ်ပွဲနဲ့ဆူလာပွဲနဲ့တပင်ကျင်းပတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဘုဒ္ဓထောင်ခရိုင်ပဇွန်တောင်မြို့နယ်တွင်အစိုးရပါဠိပဋ္ဌာန်းပြန်စာအောင်တန်ခါတော်တို့အားအောင်လမ်းမဆက်ကပွဲနှင့်စူလာပွဲနှင့်တပင်ခန်းနာကိုမက်ရှလာ24ရက်နေ့လယ်3နာရီကအမှတ်30ရက်ွယ်ရှိဖျားဖြူကျောင်းတိုက်တွင်ကျင်းပကြောင်းသိရပါသည် အခမ်းအနားတွင်အပရိသတ်အပေါင်းတို့ကဖျားဖြူကြောင်းတိုင်းဗဒနာနိုင်ရကဆရာတော်ဗဒန္နာတိလောကဘိဝင်သားထမငါဘာတိလာတရားတော်ကိုခံယူပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစုံမူအောင်ကသာသနာရေးဆိုင်ရာများလျှောက်ထားပါသည် ဆက်လက်ပြီးဩဝါဒစရိယာဆရာတော်အပါ20နဲ့2024ခုနှစ်ပါဠိပထမပြန်စာမွေးပွဲတွင်ဖြည့်စုံအောင်မြင်တော်မူကြတဲ့ဓမ္မစရိယာ5ပါးပထမကြီး2ပါးပထမငယ်2ပါးနဲ့အခြေပြုမူလာရန်5ပါးတို့အားစာအောင်လက်မှတ်စာအောင်စုများနဲ့လှူပွဲဝိထုများကိုဆက်ကလှူရန်ကြပါရယ်အဲ့ဒီနောက်လှူရန်မှုအစုစုတို့အတွက်နိုင်ငံတော်အတန်ကမဟာနိုင်ရကအဖွဲ့တွေ့ဖက်အကျိုးတော်ဆောင်တာယာကုန်းပြတဲ့အကြောင်းတိုင်းဆရာတော်ဗဒ္ဒနာပညာတစားထံမှရေးဆက် ချတရားနှာယူကြကြောင်းသိရပါရရှင်။ဒီသတင်းကိုတော့ဟန်စုရင်ကပေးပို့ထားပဲဖြစ်ပါတယ်။ဆက်လက်တင်ဆက်ပေးမှာကတော့တိုက်ကြီးမြို့နယ်တွင်အာဂရိလိုက်စားမှုတာစီကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောွဲကျင်းပတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ် Community Center ခန်းမတွင်အာဂရီလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကိုမတ်လ24ရက်ညနေ3နာရီကပြုလုပ်ကြောင်းသိရပါဗျ ဟောပြောွယ်တွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒုတိယဦးစီးမှူးဒေါက်ခင်နှင့်တက်ကအာဂရီလိုက်စားမှုနှင့်ပတ်သက်လို့အကြေတဝင်ဟောပြောကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့စမ်းကလျာခိုင်ကပေးပို့လာတာပါ။နောက်ထပ်တဲ့ဆက်မဲသတင်းကတော့ဒဂုံမြို့တေမြောက်ပိုင်းမြို့နယ်တိတကူစက္ခုဌာနဆေးရုံတွင်စက်တကြိမ်မြောက်မျက်စိဝေဒနာရှင်များအောင်အခမဲ့ကူတာပေးတဲ့သတင်းဖြစ်ပါတယ်။အဘိဓဇာမဟာရထဂုရု တောလာသမရွှေကျင်သာသနာပိုင်တိရကူအဓိပတိဆရာတော်ဘုရားကြီးရဲ့ဦးဆောင်မှုဖြင့်တိရကူမျက်စိအထူးကိုအဖွဲဟောင်းရန်ကုန်တိုင်းဒေသကြီးတကုံမြို့သိမ်းမြောက်ပိုင်းမြို့နယ်ဖေးလီတရာအစဉ်ရှိတိရကူစက္ခုဒါနာစေယုံတွင်မျက်စိဝေဒနာရှင်များကိုမရှလာ25ရက်နေ့နှစ်နာပိုင်းမှာစတင်ပြီးအခမဲ့စံသက်စစ်စစ်ခွဲစေကူတာပေးကြောင်းသိရပါရယ်ယခုအချိန်မျက်စိအထူးကိုအစီအစဉ်ဟာစတဲ့ချိန်မြောက်ဖြစ်ပြီးမျက်စိကူတာရန်ကြိုတင်စရင်ပေးထားသူဥယေ1200 အားမတ်လ25ရက်နေ့မှ26ရက်နေ့အထိတနေ့လျင်600ဦးကိုစံသက်ပေးတော်မှဖြစ်ပြီးစံသက်ပေးသူများအားမတ်လ26ရက်နေ့တွင်ခွဲစေကူတာပေးတော်မှဖြစ်တယ်လို့သိရပါတယ်။ဒီသတင်းကိုတော့မြင့်မြင့်ရီကပေးပို့ထားပဲဖြစ်ပါရဲ့ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့ပစွန်အောင်မြို့နယ်တွင်အခမ်းအနားမှုတင်နန်းဖွင့်လှစ်တဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးပစွန်တော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်အမျိုးသမီးရေးအဖွဲ့တို့ပူးပေါင်းဖွင့်လှစ်တဲ့အခမ်းအနားမှုတင်နန်းဖုံမွဲကိုပစွန်တော်မြို့နယ် Community Center မှာမတ်လ25ရက်နေ့နဲ့10နာရီကပြုလုပ်ကြောင်းသိရပါတယ်။ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစော်မူအောင်ကအမှားစကားပြောကြားပြီးပစွန်တော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှာဦးစီးအရာရှိဒေါ်ဟန်စုရင်ကတင်နန်းနဲ့ပတ်သက်လို့ရှင်းလင်းပြောကြားပါတယ်။ ။တင်နန်းသူတင်နန်းသူ20ဦးတက်ရောက်ကြပြီးမက်စလာ25ရက်မှ29ရက်ထိ9ရက်တာတင်ကြမှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့ဟန်စုရင်ကပေးပို့လာတာပါ။နောက်ဆုံးနေဆက်မဲ့တဲ့ရင်ကတော့လှိုင်တရာအရှိပိုင်းမြို့နယ်ရင်းမိခင်နေကလေးဆောင်ရှောက်ရေးအသင်းမှစေအင်စုမှုစင်ပွားတင်နံဖွဲ့လေတဲ့တဲ့ရင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာအရှိပိုင်းမြို့နယ်တွင် မိခင်နှင့်ကလေးဆောင်ရှောင်း၏အသိအဖွဲမှပြုလုပ်သောစေအင်စုမှုစင့်ပွားတင်နန်းကိုမတ်လ24ရက်မိုးလယ်တနာ၏ကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခမ်းမတွင် ပြုလုပ်ကြောင်းသိရပါသည်တင်နန်းတွင်လိုင်တရာအရှိပိုင်းမျိုးနှင့်မိခင်နှင့်ကလေးဆောင်ရှောင်း၏အသိဥက္ကဋ္ဌဒေါ်သူစာသိန်းကအဖွဲ့မှစကားပြောကြပြီးတင်နန်းသူ32ဦးတက်ရောက်ကြကြောင်းသိရပါရဲ့ရှင်ဒီသတင်းကိုတော့ခင်ဝင်းမှုက ပြပူထားပေးဖြစ်ပါတယ် thank you